လူတွေဟာနေ့စဉ်စားလိုက်တောင်းလိုက်အိတ်လိုက်ပြောလိုက်အလုံးလုံးကြတယ်ဘယ်သွန်းနေကြတာရောလို့ဆိုလို့ရှိရင်အနှစ်သာရအဖြစ်ဏိကုံးကိုကြည့်လိုက်မယ်ဆိုရင်သိခြင်းတရားစီကိုသွန်းနေကြတာသိတဲ့စီကိုသွန်းနေကြတာပဲတနေ့ပြီးတနေ့သိတဲ့စီကိုသွန်းနေတယ်သို့သောလူတွေဟာမသိဘူးလားဆိုသိသိလို့စဉ်းစားပြီးတော့တမိုးရှိတာလုံးလားဆိုမလုံးဘူး မလုံးနိုင်ဘူး။ဘာကြောင့်မလုံးနိုင်တော့ဆိုရင်တွေ့တာမှုတွေကလွန်အားကြီးတယ်အမှန်မသိမှုတွေကလွန်မိုးထားတယ်။ဒါကြောင့်မို့ဘဝတစ်ခုရလာတဲ့အခါမအိုရောမဲ့ပုံမနာရောမဲ့ပုံမသေးရောမဲ့ပုံတူတွေဟာနေချထိုင်ကြတာဖြစ်တယ်။အဲ့ဒါလောဘဒေါသမောဟတွေရလွန်မိုးထားသည့်အတွက်ကြောင့်လူတွေဟာတမေကြီးမေ့နေကြတယ်။လူတွေရဲ့ဘဝဟာဒီလိုင်းကြီးတွေအောက်မှာနစ်မြုပ်နေတယ်လို့ပဲ နေမြုပ်နေသလိုပဲခေါင်းမဖော်နိုင်အောင်အရှိန်ပြင်းထန်တဲ့အာယုန်ကလွန်ဖိထားတယ်လို့ဒီလိုဆိုလို့လောဘတွေကလွန်ဖိထားတယ်ဒေါသတွေကလွန်ဖိထားတယ်ရေစည်းတန်တဲ့တောင်ချမြစ်ထဲမှာလူတယောက်ဟာဟိုဘက်ကန့်ရအောင်ဖြတ်ကူးခြင်းကမတန်းနိုင်သလိုရေစည်းအောင်မျောပါသွားသလိုပဲလူတိုင်းလူတိုင်းဟာဒီ တွေ့တာမှုဆိုတဲ့ကာမောဂကြီးကိုကြော်လွှားဖို့ဆိုတာအလုံးကိုခဲနေမကြော်လွှားနိုင်ညာဘူးအဲ့ထဲမှာပဲမျောပသွားကြတယ်လို့သူဆိုတယ်။ဩဃတန်တိတနောကာယောအနုတေယဇာလမောတတောအနုတေယလို့ဆိုတယ်အလွန်သိမ်မွေ့တာအကြောင်းဖြစ်လာလို့ရှိရင်ထထပြီးတော့ဖြစ်တတ်တဲ့ကွန်ရကြီးကကိုလွှမ်းမိုးအုပ်ထားတယ် ရုံထွက်မလို့ကြိုးစားလိုက်အုပ်ပြီးသားဖြစ်နေထမလို့ကြိုးစားလိုက်ချုပ်ကင်ထားပြီးသားဖြစ်နေတယ်ရုံထွက်လို့မရဘူးတဲ့ဒီလိုဆိုလိုတယ်နော်ရုံထွက်လို့မရတော့အောင်အနုတ္တယဆိုတဲ့ကိလေသာတွေကကိုယ်ပေါ်မှာလွှမ်းချုပ်ထားတယ်